အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မဖတ်ပြမှာတော့စာရေးဆရာမခင်ခင်ထူးရဲ့စိတ်မီတိုဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်ပါလိမ့်ရှင်စိတ်မီတိုကျွန်မမှတ်မိတဲ့၍မိဘများနဲ့နေခဲ့ရစဉ်တခြားလုံးစေးရဝါးရလိုချင်ပြီးဆိုရင်ဖျားစင်အောက်ကကြွက်လျှောက်တန်းမှာရှာခဲ့ရသည်ကျောက်တန်းမှာမြမဆေးတွေပလင်းနဲ့လည်းရှိဆက်ကုထုံးနဲ့လည်းရှိကျွတ်ကျွတ်အိတ်နဲ့လည်းရှိ ဆေးကိုမှတ်မိတော့လဲဘယ်တော့ကဘလို့ရောက်နေသည့်ဆေးဆိုတာတော့ဘသူမှမပြောနိုင်ပါဆေးမြစ်တွေကလည်းဒီကြွက်လျှောက်ပေါ်မှာရှိသည်တရင်ကြီးမြစ်ညော်ကန်မြစ်ဝူအူမြစ်တောလျှောက်မြစ်တနခါမြစ်တီးမြစ်စသဖြင့်နတ်တဖြူနတ်တနီကရမက်ဆောင်းချမ်းနဲ့အမေကတော့မှတ်မိတာများပါသည်မသေးကြလျင်သွေးပြီးနန်းလိုက်လျင်သေးကြပြီဒီဆေးမြစ်တွေကိုတရားလုံးကတုံးကြခြင်းဖြစ်သည် ဘသူအိမ်မှာပဲစိတ်မြင့်ရှိတဲ့ဆိုတာလဲတရားလုံးကသိကြတော့အချင်းချင်းအလဲဖယ်ရှိကြပါသည်မမတင်ရေဖိုးဝင်းတောင်ကစိတ်မြင့်ဆောင်ဝယ်လာတယ်ဆိုလို့ဆောင်ချမ်းနဲ့မြန်ပါသလားလို့ပါလိုက်သမားအေးစိတ်မြင့်ဆောင်ပါဆိုမှညီတို့ကယောဂလေးဖြစ်မှာစိတ်မြင့်ဆောင်ဘသူအိမ်ရှိတယ်တကောင်စင်းကောက်တာကိုအေးကိုကလည်းမအေးပဲဆေးရဝါရဝဲထားမှမရှိဘူးယော့ယော့ဟောတော့ဟာဆောင်းချမ်းမြစ် မမရရပြန်ပို့ပါအေးညီးလို့လိုတဲ့လူပေးရတာပေါ့အမေကအာရအောင်ဆူငေါက်ပြီးမှပေးလေးရှိပါသည်ကျမတို့အိမ်ကျွတ်လျှောက်တန်းပေါ်မှာရှိနေသည့်ဖုံလူးလူးဆေးများဖြင့်ကျမတို့လူလားမြောက်ခဲ့ရသည်ဆိုရင်ဟုတ်ရဲ့လားလို့မေးစရာရှိနိုင်ပါ၏တကယ်ပါကျမတို့ငယ်ဘဝတစ်လျှောက်လုံးချက်ဆေးစားဆေးရင်းလူးဆေးညှော်ခံဆေးမန်းဆေးငန်းဆေးချွေးတုပ်ဆေးများနှင့်ကြီးခဲ့ရတာအမှန်ပဲ မိဘတွေကတောသူတောင်သားတွေဆိုတော့သူတို့ကိုယ်တိုင်ကလက်တကမ်းမှရနိုင်သည့်တိုင်းရင်းစိများကိုအောက်ကိုခဲ့ကြတာမဟုတ်လားကိုယ်အိမ်ကိုရနဲ့ဖြစ်လာတော့ကျမတို့သားမိသားဖတ်၃ယောက်အိမ်နောက်မှာစေဝါတွေကလိုရာထက်ပုံများနေပါသည်ခစ်ပေါ်စေဝါများမှာအမေများလာသလောက်အာနိတင်ကလည်းကောင်းကြသည့်အတွက်ဝယ်ယူမိဝဲနေရတာတွေကလည်းများလာပါသည်စေးတွေကိုစနစ်တကျထားနိုင်ရန်လက်သမားဆရာကိုစေဘုံကလေးအတိုင်း ရိုက်ခိုင်းရပါ၏စေပုံကလေးကိုတင်မောစေးအဖြူတုပ်၍နယံမှာကတ်ထားပြီးအကန့်လေးကန့်ကတ်ပါသည်အကန့်လေးကန့်စလုံးမှာဆေးတွေကအပြည့် အင်္ဂလိပ်ဆေးတွေကြီးတော့မဟုတ်ပါတိုင်းရင်းဆေးတွေက အကန့်နှစ်ကန့်ပါပါသည် ကျမတို့ကိုယ်တိုင်ဝယ်သုံးသည်လက်ရှိမိတ်ဆွေများကကောင်းလို့ရရာဆေးကုသိုလ်ဖြင့်လက်ဆောင်ပေးကြသည်လက်ရှိပါသည်အင်္ဂလိပ်ဆေးကတော့ ဆရာတော်များညွန်သည့်ဆေးကိုပဲသုံးတာဆိုတော့တစုံတရာယောဂဖြစ်ပါမှဆေးပုံနဲ့ထည့်ရတာမျိုးဖြစ်ပါသည်။ရက်ပြန်လို့၊ဂွန်းလိတ်လို့၊လိန်ဆေးလို့၊ဓာစားလို့အမယ်တွေလည်းပါပါ၏။မြမဆေးတွေကရက်စား၊ရင်လူးဆေး၊ရှူဆေး၊မန်းဆေး၊လေးနိုင်ဆေး၊ရှာပုတ်ဆေး၊ဆေးတုပ်ပတ်ကြီး၊သွေးဆေးစသည့်အလွယ်သုံးအိမ်သုံးဆေးများလည်းမရှိလို့မဖြစ်ပါ။ ဒီစေးဘုံကလေးကိုတလားတခါဆိုသလိုကျမတန်ရှင်းပြပါသည်ရက်လွန်နေသောတိတ်ဟောင်းလို့နေသောစေးများကိုဖယ်ရှားရသည်ဒီလိုတန်ရှင်းဝင်သည့်ခါတိုင်းရွာမှာတုံးခဲ့ရသည့်စေးမီတို့တွေကို ကျမသတိရမိပါသည်ရွာတွေဆိုတော့လက်တကမ်းမှာစေးကောင်းဝါကောင်းရနိုင်မို့မလဲပျောက်တော်ရှိမပျောက်တော်ရှိစေးမီတို့စေးမီရှည်တွေကိုသာအားကိုးကြရသည်ရင်းချံနယ်စီမီကုံတဝိုက်ကရွာတွေဆိုတော့ အရေးရဲ့ကြုံရင်မြင်းချံမြို့ကိုပြေးကြရသည်တော်ရုံတန်ရုံယောဂလောက်ကတော့ရွာမာတင်ကုကြရ၏တခါတည်းမှာတော့သပိန်တစည်းဖြင့်ရွာစဉ်လှည့်တတ်သောဆေးဆရာကိုအားကိုးကြရပါသည်ကျမတို့ရွာတွေကတော့ကြောက်ထိုးဆရာဟု ခေါ်ကြပါသည်တော်ရုံတန်ရုံလောက်တော့လန်းလန်းမီယာဆေးမီတို့ဖြင့်ပြီးလိုက်ကြတာများပါသည် ။စင်းမီတို့ဆိုတော့လည်းအစင်ဆက်လက်ဆင့်ကမ်းလာခဲ့သောရိုးရာအမွေလိုထိမ့်သိမ်းထားကြပါ၏။ဟဲ့မျက်စိနာသာများအေးညီတို့ခဲရင်နေကမွန်ရဲ့တတူရဲ့ကလေးညှစ်ပြီးကြေးပြားတပြားစိန်ပြီးခတ်လိုက်ဆမ်းပါလား။နေနေရဲ့ငါသွားမယ်ပဲ။မိုးလင်းလို့မပြောက်တော့ငါပြောဒီလိုတယောက်ယောက်ကသွားရင်းလာရင်စိတ်နှိပေးသည်နှင့်စမ်းသက်ရန်အစင်သည့်ဖြစ်ကြပါပြီ။မျက်စိနာမျက်စိကျိ ုဆင်းနီးတွေကလည်းများလာပါ၏။ရခယုံးမှာပေါက်နေသောရေတကြီးရွက်ကိုပုတ်ချေက အရေကိုခတ်ကြတာလည်းရှိသည်။နုနယ်လှသောမျက်လုံးများအတွက်ထွန်းထွန်းလူအောင်ခံစားကြရသည်။အဘာဝအဖြစ်ပြောက်သွားတော့လဲအာကိုရဖြစ်ရတော့သည်။ဝင်းကြိုက်ချင်သလိုလိုဝင်းရစ်ချင်သလိုလိုဖြစ်လာရင် တဝဲမှိုင်းရွက်တုတ်စားကြသည်။ချောင်းဆိုးပြန်တော့ရက်စားနဲ့ကိုရက်ပြုတ်ပြီးတောက်ကြသည်။နာချီနာပိတ်လို့ကတော့ကမွန်းတီကို မီအုံနတ်တဖြူနှင့်ရောသွေးကရာသီအနှစ်တွေကိုနှစ်ဖူးမှစရည်နှကောင်းတလျှောက်ဆွဲချကြသည်နားဥနားကြိုက်လျင်ကြောင်ရှာသည်တုတ်စားကြသည်တန်ကောင်ထိုးလို့អော်နေရတော့အဝေရစီကိုစားကြပါ၏ခေါင်းအုံဆက်လေးတော့စလောင်းပုံနဲ့မိကြီးကဲထက်အပေါ်ကနနှင်းတဲ့အုံဥထလာသောနနှင်းမိုင်းကိုအားရပါရရှူကြသည်အလုတ်တိုက်ဓားရှ ဒံရလောက်ကိုတော့ဖုတ်သိက်တာနှစ်ပြောက်ဤယောက်ျားများညောင်းညာကြိုက်ခဲလျင်ရဲရွရွနှင့်ရုံးမရေသည်ကြော်စားကြသည်မရှင်းနှင့်ဘွေသည်ချက်စားကြသည်မိမသားများသဘာဝကြိုက်ခဲလျင်တော့ထညက်ခုနှစ်လုံးဂျင်းခုနှစ်လွာစပယ်ခုနှစ်ရွက်ရောကြိုကတောက်ကြယုံမှာဝင်းဖောဝင်းအောင်ဖြစ်လျင်လေပတူရွက်ခနဖောရွက်တို့ပြုတ်စားလျင်ပျောက်ပြီး ဒါတွေစုံစစ်အောင်ရေးပြရရင်ကုံွယ်ရမှရှိဆရာလို့စိနေတွေဆိုတော့ဝေးဝေးသွားရှာစရာမလိုပါ သူစီယိုကိုစီယိုပေါက်နေတာကိုခူးပြီးစားကြခြင်းဖြစ်၏ဒီကြားထဲမပြောက်လင်ရိုးရများလားအေးလို့အကြံပေးကြတာတွေရှိလာတော့သည်ငါးရိုးမြက်ခွေးကိုက်ခင်းကိုက်မွေးကိုက်ဆုံးကိုက်နတ်ကိုက်ဆိုတာတွေကိုလည်းကုသနိုင်သူတွေရွာတိုင်းမှာရှိသည် ကွန်မန်ထုံးမန်နနှွေးမန်စီမန်ရေမန်တဲမန်ဆမ်မန်မေတ္တာကြီးမမှုတ်ပေးကြသူတွေလည်းရှိသည်ဆလိတ်နှစ်လိတ်လက်ဖက်တပွဲနှင့်ကြော့ယုံအုံးဒင်းကြီးပလက်ငါးယုံမြတ်ထွက်เสียထွက်တက်เสียတက်ကျင်းเสียကျင်းပြင်းเสียပြင်းကြောက်เสียကြောက်ဒီခါတာကို38အုပ်မန်၍တောက်ရိုးကြ၏အင်းဒဇက်မြက်ကို ရေလက်ပြန်ပက်လျင်လဲငားယိုးကြသည်ဆိုပါ၏ကျမတို့ရောင်မာတော့ဗာကြီးမုံစီပြေးကြတာများပါသည်ဗာကြီးမုံကသီလမြဲသူဆိုတော့မန်းယုံနှင့်ပျောက်ကင်းမြဲဟုယုံကြည်ကြပါသည်ယုံကြည်ခြင်းသည်ပင်ခွန်အားဖြည့်ရပုံပေါ်ပါသည်ဗာကြီးမုံမရှိတော့ဒီအမွေကိုအိမ်နီးချင်းဗာတွေးတောင်ကဆက်ခံလေ၏ဗာတွေးတောင်ကငားယိုးမြဲမန်းပေးရတဲ့ရိုးပင် သူ့ကိုယ်သူတမားတော်ကြီးပုံဖမ်းတတ်လို့ရွာက မလွဲတာမှ သွားလေရှိ၏ ဟဲ့မိသေးညီတာလေးခွေးကြိုက်လို့ဆိုဘတ်တောင်စီသွားလိုက်ဘတ်တောင်မန်းတက်တယ်ဘာကြီးမုံလဲကြတော့မိပါရဲ့အေးဂိုက်ဆိုင်မကြိုက်တာတစ်ဖက်ကဆေးဆရာစီလှော့တစ်ဖက်ကလည်းဆေးဆရာကိုဝေးပန်းဘာတွေးတောင်ကဘာကြီးမုံနဲ့သားလဲမတော်တူလဲမဆက်အင်းကြီးချင်းဆိုတော့ဘာကြီးမုံဤဂါထာမန္တရားကိုကြားရပါများတော့အလွတ်ရလိုက်သူဖြစ်သည်ဒီလိုနဲ့ ကျမတို့ရွာတွေမှာတမားနောက်ပါသွားသည့်ပညာရည်လို့မရှိဘယ်တော့မှလည်းမတိမ်ကောခဲ့အခုထိလည်းရှိနေပါသေးသည်ခေါင်းကိုက်မန်းအကြောထုံးမန်းရေယုံမန်းတက်တက်နာမန်းကအစအစိတ်ချအပင်းချခြင်းတော့လေဂါထာစရာတွေရှိပါသည်ဘယ်ရွာမှာတော့ဘယ်စရာကောင်းတဲ့ဆိုရင်လေတံလှဲတံသွားကြသူတွေဖြစ်ပါ၏ရွာကအိမ်တွေမှာမရှိမဖြစ်လက်သုံးစေးနှစ်လက်ရှိရပါသည် ရစားနှင့်ပရုပ်စီဖြစ်၏။ချောင်းဆိုးချွဲချက်လျင်လဲရစား။နေနာဝင်းနာလျင်လဲရစား။အစာမကြေရင်ပြည့်ရင်ကဲလဲရစား။ရစားရှိလျင်ခေါင်းမခဲကြတော့အမြဲဆောင်ထားတတ်ကြပါသည်။အမူးအမောအကြောတင်အကြောတက်ကြိုက်ချင်ခဲခြင်းကလေးဖြစ်လာလျင်တော့ပရုပ်စီတကောကောကဇက်လူနှထင်ပုတ်အနံ့ကလေးရောက်အောင်ပြင်းပြင်းရှူလိုက်ကြရုံသား။ ီဆေးနှစ်လက်မှာမှသုံးနေကြလက်သုံးတစိမ့်ဆိုပါမှစေတိုးသည်ထင်ကြ၏ရက်စားဆိုဘယ်တစိမ့်မှပယုတ်စီဆိုကြာပန်းပယုတ်စီဘူးနီဝိုင်းလေးမှစသဖြင့်အစွဲနှစ်သုံးကြလေရှိသည်ရွာကကျမဘကြီးကျမကြီးတော်များအတွက်ဆေးလူကြုံပါရတိုင်းဒီနှမျိုးကိုမပါပါအောင်ပို့ရသည်သုံးနေကြမဟုတ်တော့အခြားတစိမ့်ကိုလုံးလုံးလက်မခံကြတစိမ့်ပြောင်းခြင်းလို့မရ ထုံဟောင်းနဲ့တိုက်ကြည့်လို့တန်တရားဖြစ်ရင်လက်မခံကြပဲညီတို့ပို့လိုက်တာအတုပါအေးလို့ဆိုတတ်ကြပါသည်တခါကကျမတို့မိသားစုရွာပြန်တော့အဝိစားအုံးဆောင်ပစ္စည်းများအပြင်စားနေကြဆေးများပါတီဆေးကလေးပါကျမတည်သွားခဲ့ရသည်ခင်မုန်းတဲ့အတွက်သွေးကြစေစီချိုကြစေသမီးအတွက်အားစေးအပြင်တခြားခရီးသွားလိုရမယ့်ဆေးအမယ်တွေစုကထည့်လာခဲ့ခြင်းဖြစ်သည် ဆေးကိုအလုတ်တစ်ခုလုတ်ပြီးအချိန်နဲ့တောက်နေကြတာကိုကြီးတော်ကအံ့ဩနေပါသည်။ညဘက်မှာဆေးတောက်ဖို့ဆေးအိတ်ကိုဖွင့်တော့ကြီးတော်ကမအောင်နိုင်တော့။ညီတို့ဆွေတွေကပွဲစားကိုပဲနမူနာပြရသလိုပါကောအေး။လူလေးယောက်ဟာကိုရွာလာဆေးကုတဲ့တလိမ့်ဆန်ဆေးကုစရာရဲ့ဆေးအိတ်ကြလို့ဆေးဆေးနဲ့ဘလောက်ကြီးဆေးဝယ်တောက်နေရမှာတော့မဟန်ပါဘူးအေး။ယောဂမဟုတ်တာကိုယောဂလုပ်ပြီး ဆေးကိုပဲလော်ဝါတယ်လို့ဝါနေကြတာအမရဲ့ညီတို့မျိုးကဟာတွေကြောင့်ဆေးဆိုင်တွေချမ်းသာကြတာကြီးတော်ကဆိုတော့ကျမတို့မှရည်ကြရသည်ကြီးတော်ပင်အသက်80ကျော်လို့90နားတီတီနီးခဲ့ပြီဒီကနေ့အထိကြီးတော်အင်္ဂလိပ်ဆေးတစ်လုံးမထိုးခဲ့ဘူးတာလည်းအမှန်ပဲတကယ်တော့ကြီးတော်တို့ရွာမှာအလွယ်ရနေတော့အစားအသောက်များကပင်ဆေးဘက်ဝင်နေလို့လားမပြောတတ်ပါ ကြီးတော်ကပဲသိမ့်ပဲယုတ်လုံးနိုင်သေးသည်မြီးထိန်နိုင်သေးသည်ပကက်လွဲ့တချင်းဆိုနိုင်သေးသည်ဂျာပန်ပြုတ်စီကိုလဝရဲထဲပုတ်ပြီးရှူလိုက်ရလျင်66ပါပျောက်ကြောဟုဆိုပါ၏ကျမတို့ငယ်စဉ်တုန်းကတော့ရွာမှာဆေးဆရာဆရာခဆိုသူရှိ၏ဆရာခအိမ်ရှိကဖြတ်သွားလျင်ပင်ပရစိနတ်နေလှိုင်နေတတ်သည်ဆရာခလမ်းထားတတ်သောစမုံမျိုး၅ပါးဟာလာဇီယာကရဝေး ဇရိတ်ပိုသည်လေးညင်ချင်းကိုမုံညင်းစီနှမ်းစီစပုတ်ခဲကအစဇီးပြူသည်ကြောင့်ဂျင်းကြောင့်ကြွေပုတ်နှစ်သက်ဖြူနှစ်သက်နီးကြောက်ချင်းဇဝက်တာရန်စိမ်ငရုတ်ကောင်းလက်ချပယုတ်နှွဲချိုစသည့်အမေတွေကအနက်နေကြိုင်နေခြင်းဖြစ်ငါရို့တော့တယိုးတိလေးဖြစ်ချင်းဆရာခအင်ရှင်လျှောက်တာပဲစင်းနဲ့နဲ့တင်ပြောက်တာ ပလက်ဆေးဆိုတာများမြို့ကဆိုင်ထက်များသည်ဆေးဖော်ဖို့တန်ဆုံနဲ့ထောင်းနေမှွေးနေတာပဲရွာယူတလျှောက်မှာဆေးဘက်ဝင်အပင်တွေကလည်းအလေးကျပေါက်နေကြတာများပါပြီခရာပွင့်ဆူလာနဖာရွက် ရေတကြီးရွက်မရကြီးရွက်တောင်ကစွန်းရွက်တကြားရေစင်ရွက်ကျစုဘုံမယာစာနွားရှာကြီးမြစ်ဇီယာမြင်းတိမ်မြစ်စီဘီတောက်ဥနနွင်းဥ ော့ခတ်တာဥနန်းလုံးကြိုင်မြင့်ပန်းညိုရွက်ကျိတ်မှန်ရွက်ပတိုင်းနဲ့မြင့်အုတ်ရှိမြင့်တခွမြင့်ယမနေထိန်ကောက်ရေတပန်းကောက်ညောင်ခောက်မကြီးပင်နီခောက်တနခါမြင့်ကြက်သဟင်းမြင့်ရွာမှာအကုန်ရှိသည်တတိဓာတ်စာအတွက်လည်းမပူရပါသင်မော်သည်ကြောက်ဖျုံသည်တမယာသည်ရှောက်သည်ဖီးချမ်းပြောသည်ဆိုတာအိမ်တိုင်းမှာရှိသည် မရှိလို့လဲငွေပေးဝယ်စရာ မလိုရွာတဲ့လူမမရှိရင်တရားလုံးကခေါင်းပေါင်းတစ်ပတ်တင်က လူမမမေးသွားကြတာကလည်းချစ်စရာတလေးဆိုရမလားလူမမကပလကအမြုပ်ထွက်အောင် ဖြစ်ကြောင်းကုံစင်ပြောပြီးရောလူမမမေးကလည်းလူနာကဖြေမအားရသလိုလူနာကလည်းသူကိုယ်တိုင်ပြောလိုက်ရမှယောဂဆင်သည်အောင်မိကြသည်အကြောင်းကြောင့်အဝေးမှရောက်နေကြတော့လဲရွာပြန်ပြီး မိဖွားတတ်ကြတာရွာတလေးဖြစ်သည်ရွာမှာကမိကြီးဖကြီးတွေးကြီးတွေးလေးတို့ရှိကြတော့အာကိုရသည်အတွေ့အကြုံရင်သောလက်တယ်ကြီးတွေလည်းရှိသည်အဖိတ်စင်မရှိသူနာပြုတ်ငားเสียရမလို့အထူးသဖြင့်မိနေတဲ့ကိုစောင့်ရှောက်မြည်ဆွေဆွေမျိုးမျိုးတွေများလုံးလို့ပင်ခဲရသည်နို့မထွက်မှလည်းပူစရာမလိုမိခင်နို့တက်စေသည့်ဟင်းရွက်တွေကိုငရုတ်ကောင်းနိုင်နိုင်နှစ်ကြိုကတအိမ်တစ်ခွက်လာပို့ကြတော့ သူ့လင်ဆို့တောင်မကုန်သည်ဆိုရမလို့ပင်သားတဲ့အမေမိနေခန်းအောင်နေစဉ်ကာလာတလျှောက်လုံးရွာကပြိုပြိုအိုအိုမိမ့်မရွယ်တွေကညီအိမ်ညီနေလာအိတ်ဆောက်ပေးကြသည်မိနေတဲ့ရှိသည့်အိမ်ရှိဖြတ်လျှောက်လျင်မင်းနနွေးနံ့နေထောင်းကနေရနေတတ်ပါ၏ကျမသမီးလေးကိုဆေးရုံမှာမွေးတာဆိုပေမဲ့အိမ်ရောက်တဲ့နေ့အမေကပြားရည်နဲ့နနွေးရောက လုံထားသောအလုံးလေးများနဲ့ နင်းနင်းတပလေးဖြော်ကမဝင်ဝင်အောင်တိုက်တော်သည်ဆင်းုံပေါ်မှာမတောက်ခင်မှန်တီလို့တိုက်ချင်းဖြစ်နင်းနင်းဖြော်ရုံတင်မဟုတ်ပါကျမတကိုယ်လုံးနင်းနင်းနေပြစ်နေအောင်လိမ့်ပေးသည်နင်းနင်းလုံးနေမြိုရသည်ညီးတို့မြို့သားဘိုက်ကိုဓာတ်နဲ့ခွဲမွေးတာပါအေးတို့တော့ဖြစ်ဘသူဘိုက်မှာခွဲမွေးရတယ်မရှိပါဘူးတော့တသက်လုံးဒီလိုမွေးကြတာသားတဲ့အမေများနင်းနင်းတပိတ်တာဝင်းနေမဝင်လို့ကိုမဖြစ်တာ မေကိုတိုင်ကတာသမီ6ယောက်မွေးဖွားခဲ့သူဖြစ်ပါသည်။မွေးကနီးဖွားကနီးတာသမီမိဖွားဖို့အခက်ကြုံနေလျင်တစ်ကျွဆာကိုစတုံးမှာစိုက်ကြသည်။တစ်ကျွဆာဆိုသည်မှာတစ်ပင် ခုတ်လဲရမှတစ်ပင်ကျိုးပြီးကြံရစ်ခဲ့သောတစ်သားစုအချုံကလေးကိုခေါ်ခြင်းဖြစ်သည်။ပောက်ပန်းပြူခဏရွက်ကိုဘယ်လဲဖြင့်ဆုတ်ခိုင်းထားစေခြင်းဖြင့်မွေးရဖွားရလွယ်သည်ဟုယူရှိကြသည်။စီမီတော့ဥဖြင့်ဘိုက်ကိုညာရစ် ကိုရစ်ရစ်ပေးသည်မွေးဖွားပြီးလျင်ဘဲရစ်ကိုရစ်ရစ်ကပြန်ဖြေရသည်ဆိုပါ၏တချို့မီးဖွားရခဲ့သူမျိုးသမီးများကို လင်ယောက်ကြားဤလက်ဆေးရည်ခြေဆေးရည်အတောက်ခိုင်းကြသည်လည်းရှိ၏ကိုုံဆောင်မှပြီးဆိုကြဲကမွေးဖွားသည့်အထိစိတ်အားလက်အားရှိတိုင်းအင်္ဂုလိမာလာတုတ်တော်ကိုနှုတ်မှတဖွာဖွာယွင့်နေစေသည်ချီတီဝါကြီးမလိုခဲ့ပါအေးတောသူတောင်သားတဘာဝ ငါတို့တောမှာရှိတဲ့ပစ္စည်းနဲ့ပြီးရတာပါဒီကကတော့ကိုယ်တိုင်ကပျောက်ကင်းချမ်းသာခြင်းနဲ့စိတ်နဲ့ယုံကြည်အားထားတဲ့စိတ်ရှိကြတာကိုမြစ်တာတွေလည်းပါမှာပေါ့တောသည်တောစာနဲ့လေကောင်းလေတန်းနဲ့လှုပ်လှုပ်ရှားရှားရှိကြတာနဲ့ချမ်းမာနေကြတာပဲအမေပြောသလိုဖြစ်ပါလိမ့်မည်ရွာကိုလေပတ်ရောက်တဲ့ခိုက်ကြုံရသည့်အဖြစ်ကိုလည်းသတိရမိပါသည် ရွာကကျမတူဝင်းခွဲကလေးတယောက်တစ်ပင်ပေါ်ကလိမ့်ကြသည်လက်ကျိုးသွားမှန်းသိကြလို့ကျမကမြင်းညံဆေးုံသွားကြဖို့တိုက်တွန်းတော်လည်းမသွားကြခလေးလက်ကိုတစ်သားပေတံလောက်ရှိသည့်ဝချမ်းပြအကျောမမနှချောင်းကပ်၍စီးနောင်ကဆက်တဖူးရွက်ဆက်တဖူးမြစ်ကိုအေးကျဲ့၍အဆက်ချပေးလျင်ပျောက်သည်ဟုပြောလို့ကျမမှာအံ့ဩနေရပါသည်နောက်တစ်ခေါက်ရွာကိုပြန်တော့လက်ကလေးနဲ့နဲ့ကောက်နေတာကလွဲ၍ ရေခတ်မျက်ရိပ်ထင်းကောက်လုံးနိုင်သည့်အထိအကောင်းပဂရီဖြစ်နေလေပြီတချို့ကလည်းလောကျန်းကိုလက်ကင်ထားကြတော့ဖြစ်ခေါင်းခဲသောအခမ်းမခက်လော မကြီးမဲ့ကိုစားနေဖြော်၍ရှူတော်မပြောက်လောအနာပေါက်သောအခမ်းမခက်လောခညက်ကိုစားတော်မပြောက်လောနှာစည်းတော်မခက်လောရင်နံကိုရှူတော်မပြောက်လောဆိုသည့်နီးများကိုလုံကြည်လိုက်နာသုံးဆွဲနေကြစေပင် ဆေးမယူကောင်းတဲ့နေရာရဲ့လို့တော့ရှိတာပေါ့အေးနှကုံးမှာပေါက်တဲ့ဆေးပင်တောင်မို့မှာပေါက်တဲ့ဆေးပင်ကျင်းနဲ့ပေါက်တဲ့ဆေးပင်လမ်းခီးကြီးမှာပေါက်တဲ့ဆေးပင်ရေမှာပေါက်တဲ့ဆေးပင်မီးလောင်ထားတဲ့ဆေးပင်ပိုးကြတဲ့ဆေးပင်တွေတော့ရှောင်ရတယ်ကြံတာတော့နတ်လိုလားဓာတ်လိုလားကြည်ပြီးဒီလိုပဲကိုးကြရတာပါပဲပျောက်လဲပျောက်တယ်လို့ပြောရမှာပေါ့အေး ျမဘာကြီးဖိုးဆန်ပြောသလိုပင် အခုတော့လဲခင်မီစေဝါးတွေတုံးစားပြူလာကြပြီတကယ်ဆရာဝန်လားရန်ကူလားနားလဲကြပါပြီမြို့နဲ့သွားလာများလာတော့အတိပုတ္တတွေလည်းရနိုင်ကြပါပြီစေယုံစေကံပြေးရမှန်းသိလာကြပါပြီဒီအတွက်တော့ဝင်းတာရပါသည်သို့တော့စိမိတို့ကလေးတွေကတော့ပျောက်ပြက်တိမ်ကောသွားပဲမမြင်ပါတုံးသူတွေကတုံးကြတော့ပျောက်သူတွေလည်းပျောက်ကြတော့ ယောဂခတ်သိမ်းငြိမ်းကြပါစေ။ခင်ခင်ထူအဆုံးထိနာတော်တာဆင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်။